မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းအရာကတော့အပူပန်းပုံနိုင်ဖန်ရှင်အခြေအနေသတင်းအမှတ်စဉ်တုံညာခုံမြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါရယ်2025ခုနှစ်အောက်တိုဘာ23ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မနက်9:00နာရီချိန်ထုတ်ပြန်ကြမှာတော့အပူပန်းပုံနိုင်ဖန်ရှင်အခြေအနေဟာဒီနေ့မြန်မာစံတော်ချိန် မနက်9နာရီခွဲချိန်တိုင်းထွားချက်တွေရယမန်နေ့ညကတောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်ခဲ့တဲ့အားကောင်းသောအပူပိုင်းမုန်တိုင်းဖန်ရှင်ဟာအနောက်အနောက်တောင်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့အပူပိုင်းမုန်တိုင်းဖန်ရှင်အဖြစ်ကိုအာရော့သွားခဲ့ကပြည်နယ်နိုင်ငံဒါနန်မြို့ရဲ့အရှင်မြောက်ဘက်ရေမိုင်55မိုင်ကပ်အကွာပင်လယ်ပြင်ကိုဗဟိုပြူနေပါဗျ။ အပူပိုင်းမုံတိုင်းဖန်ရှင်ရဲ့တီနီယာဗဟုချက်လီဖီအားနဲ့လေတိုင်နှုံးတွေကတော့အဆိုပါအပူပိုင်းမုံတိုင်းဖန်ရှင်ကတော့မြမစံတော်ချိန်မနက်9:00နာရီခွဲအချိန်မှာမျောလက်တီကျူ16.6ဒီဂရီနဲ့အရှိလောင်ကြီးကျူ18.8ဒီဂရီမှာတီရှိနေပြီးတော့ဗဟုချက်လီဖီအားကတော့တထောက်နှစ်ဟက်တိုပါစကဲနဲ့အမြင့်ဆုံးလေတိုင်နှုံးကတော့တနအီကိုမိုင်40နှုံးကန်ဖြစ်ပါတယ်။နောက်36နာရီတွင်ခံမှန်းချက်မှာတော့အဆိုပါအပူပိုင်းမုံတိုင်းဖန်ရှင်ဟာအနောက်တောင်ဘက်ကိုရွေ့ရှားနိုင်ပြီးတော့နောက်12နာရီတွင်မှာဗီယက်နမ်နိုင်ငံအလဲပိုင်းကမ်းက ြေဒေတာတွေကိုဒါနန်မြို့အနီးကနေဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။ဒီကမှတက်စင်နောက်24နာရီအတွင်းမှာတော့ပြည်နယ်နိုင်ငံကုန်းတွင်းပိုင်းဒေတာတွေကနေတက်စင်လာအိုနိုင်ငံကုန်းတွင်းမှုန်နိုင်ငံအဖြစ်နဲ့ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆက်လက်ပြီးတော့အားကောင်းသောလေပြင်းအားနဲ့ရောင်းဝတ်ခြေနေကိုဖော်ပြပေးကြပါရစေ2025ခုနှစ်အောက်တိုဘာ23ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်9နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွားချက်တရဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းအိန္ဒိယနိုင်ငံတမင်နာဒူကမ်းလွန်မှာဖြစ်ပေါ်ခဲ့တဲ့အားကောင်းသောလေပြင်းအားနဲ့ရောင်းဝတ်လွယ်မဲ့ low pressure area ကတော့အနောက်မြောက်ဘက်ကိုရွေ့ရှားခဲ့ပြီးတော့အိန္ဒိယနိုင်ငံတမင်နာဒူမြောက်ပိုင်းပူတူချယ်ရီမြို့နယ်အန်တာပရတစ်တောင်ပိုင်းကမ်းခြေတွေကိုဖြတ်ကျော်ခဲ့ပြီးလည်းဖြစ်ပါတယ်အဆိုပါအား ကောင်းသောလှေဖီအားနဲ့ရောင်ကတော့အနောက်အနောက်မြက်ဘက်ကိုဆက်လက်ရွေးရှားနိုင်ပြီးတော့နောက်24နာရီအတွင်းမှာလှေဖီအားနဲ့ရောင်အဖြစ်ကိုအာရုံသွားမယ်လို့ခန့်မှန်းရပါတယ်။ ဆက်လက်ပြီးတော့ပင်လယ်ပြင်ကထူးခြားတဲ့မိုးလေဝသအခြေအနေတွေနဲ့အောက်တိုဘာ23ရက်ကနေ29ရက်အထိ9ရက်တာမိုးရွာသွန်းနိုင်မယ့်အခြေအနေကိုကြိုတင်ခန့်မှန်းချက်ကိုဖော်ပြပေးကြပါရစေ။မိုးလေဝသသုတေသီအွန်လိုင်းကတော့အောက်တိုဘာ22ရက်နေ့ည7:00နာရီအချိန်မှာ Icon Model Update အရဖော်ပြလာခဲ့ပါရစေ။ဘင်္ဂလားပင်လယ်အော်ကောင်ဝမ်မတ်လီဖီအာနဲ့ရောင်းဟာအနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားပြီးတော့အိန္ဒိယနိုင်ငံတမဲနာဒူပြည်နယ်မြောက်ပိုင်းအန်တာပရာတစ်ပြည်နယ်တောင်ပိုင်းတွေကိုဝင်ရောက်သွားပြီလည်းဖြစ်ပါတယ်။ အော်တိုဘာ25ရက်မှာတော့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာလိပိအာနယ်ယုံအသက်တစ်ခုဖြစ်လာပြီးတဲ့နောက်24နာရီအတွင်းမှာပုံမှန်အားကောင်းလာကမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားနိုင်တဲ့အကြောင်း ECNW ကကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ GFS နဲ့ Icon Model တွေမှာတော့17နာရီကနောက်ကျပြီးတော့လိပိအာနယ်ယုံဖြစ်လာနိုင်တဲ့အကြောင်းအနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားကအိန္ဒိယနိုင်ငံ Andhra Pradesh ကမ်းခြေအနီးမှာ အောက်တိုဘာ28ရက်28ရက်အထိဆက်လက်တည်ရှိနိုင်တဲ့ကြောင်းကြိုတင်ခံမှန်းချက်မှလည်းတွေ့ရပါတယ်။တောင်တရုတ်ပင်လယ်ကအပူပန်းမုန်တိုင်း function ကတော့နေရနိုင်ငံအလဲပိုင်းကမ်းခြေကိုဒါနန်းမြို့အနီးကနေအောက်တိုဘာ23ရက်ညနေပိုင်းကစလို့ဖြတ်ကျော်ဝင်ရောက်နိုင်တဲ့အကြောင်းဂျပန်မိုးလွတ်သားဌာန GMA ရဲ့ကြိုတင်ခန့်မှန်းချက်မှာတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ကလေဖိအားနဲ့ရဝံမုန်တိုင်းနှုတ်ရဲ့တက်ရောက်မှုကြောင့် Basque, Aigo Morega ခုနှစ်ရဲ့ကြိုတင်ခန့်မှန်းချက်အရတော့ မြန်မာနိုင်ငံအနောက်ဘက်ကံယူတန်းဒေသတွေဖြစ်တဲ့ရခိုင်ကမ်းရံနဲ့ AR ကံယူတန်းဒေသတွေမှာခုနှစ်ရက်အတွင်းမိုးရေချိန်အများဆုံးရွာသွန်းရရှိနိုင်ပြီးတော့မြန်မာနိုင်ငံတောင်ပိုင်းနဲ့လယ်ပိုင်းဒေသတွေဖြစ်တဲ့မွန်ပြည်နယ်သတင်းနိုင်အတိုင်းပဲကိုးတိုင်းချင်းပြည်နယ်တို့မှာတော့မိုးတင့်တင့်ရွာသွန်းပါမယ်။မိုးနဲ့ရေရှားဒေသတွေဖြစ်ကြတဲ့စကိုင်းတိုင်းနေပြည်တော်နဲ့ကယားပြည်နယ်မှာတော့မိုးအ ਨੇ ဆုံးရွာသွန်းနိုင်မယ်လို့လဲဆိုပါရယ်။ဆက်လက်ပြီးတော့မကွေးတိုင်းမှာအော်တိုဘာ22ကနေအော်တိုဘာ28ရက်ဒီမိုးလေဝသအခြေအနေခန့်မှန်းချက်ကိုဖော်ပြပေးကြပါမယ်။ ပင်လယ်ပြင်ကထူးခြားတဲ့မိုးလေဝသအခြေအနေကတော့ဘင်္ဂလားပင်လယ်အနောက်တောင်ပိုင်းမှာဖြစ်ပေါ်လျက်ရှိတဲ့လေဖိအားနဲ့ရောင်းကတော့အနောက်အနောက်ဘက်ကိုရွေ့ရှားပြီးတော့ပုံပုံအားကောင်းလာကအောက်တိုဘာ22ရက်မှာအားကောင်းသောလေဖိအားနဲ့ရောင်းဝဒက်ပရက်ရှင်ဖြစ်ကိုရောက်ရှိလာပြီးတော့တမဲနာတို့ပြည်နယ်မြောက်ပိုင်းအန်တာပရက်တစ်ပြည်နယ်တောင်ပိုင်းတွေကိုရောက်ရှိနိုင်ပါတယ်။အဆိုပါလေဖိအားနဲ့ရောင်းကတော့အနောက်အနောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့24နှစ်အတွင်းမှာမုန်တိုင်းငယ်အဖြစ်အားကောင်းလာနိုင်တဲ့ကြောင့်ဒီအခြေအနေဟာအောက်တိုဘာ26 28ရက်နေ့တွေအထိဆက်လက်ရှိနေနိုင်တဲ့ကြောင့်အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။ GFS မော်ဒယ်ကြိုတင်ခန့်မှန်းချက်မှာတော့ကပ်ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ဘင်္ဂလားပင်လယ်ရောတောင်ပိုင်းပင်လယ်ပြင်တွေမှာ အော်ဘာ22ရက်မှာစတင်ဖြစ်ပေါ်နိုင်တဲ့လေပြင်းအားနဲ့ရောင်းကတော့နောက်ဘက်ကိုဆက်လက်ရွေရှားပြီးတော့ပုံမအကောင်းလာကအော်တိုဘာ25ရက်မှာဘင်္ဂလားပင်လယ်တောင်ပိုင်းမှာမုန်တိုင်းငယ်ဒစ်ဒီပရက်ရှင်ဖြစ်လာနိုင်ပြီးတော့အော်တိုဘာ26ရက်မှာတော့ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်တဲ့ကြောင်းတွေ့ရပါတယ်။တောင်တိုးပင်လယ်မှာဘင်းနံကမ်းခြေကိုဦးတည်ရွေရှားနေတဲ့အားကောင်းသောအပူပန်းမုန်တိုင်းဖန်ရှန်ကတော့တိုင်ဖုန်းမုန်တိုင်းဖြစ်လာနိုင်ပေတဲ့အော်တိုဘာ22ရက်ညပိုင်းမှာဘင်းနံကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပြီးတဲ့နောက်မုန်တိုင်းအကျွေးကြံတွေဟာထိုင်းနိုင်ငံအရှေ့တောင်ပိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်အနီးအထိရောက်ရှိလာနိုင်တဲ့အကြောင်း CIMSS ကအတည်ပြုထားပါဗျ။တောင်တိုးပင်လယ်ကမုန်တိုင်းဖန်ရှန်အကျဉ်းချန်လေးအရှိမောင်မုတ်တုံလေးအကောင်းနေတာနဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်လာနိုင်တဲ့လေပြင်းအားနဲ့ရပ်ဝန်းမုန်တိုင်းနေရဲ့တရားမှုတွေကြောင့်ပဲမြန်မာနိုင်ငံဘက်မှာအကြမ်းအဖျင်းတော့အော်တိုဘာ29ရက်ကဆာလိုမိုးနေငယ်ကနေမိုးသင်းတဲ့ရွာသွန်းပြီးတော့တင်းနိုင်တိုင်းတောင်ပိုင်းရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်အေရီတိုင်းပဲခူးတိုင်းနေပြီးတော့ မကွေးတိုင်းစကိုင်းတိုင်းမန္တလေးတိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းကချင်ပြည်နယ်မှာတော့အောက်တိုဘာ22ရက်ကနေအောက်တိုဘာ28ရက်ထိ168နာရီအတွင်းမှာမိုးသင်းတင့်ရွာသွန်းပြီးတော့နေရာကွက်ပြီးတော့မိုးသည်ထန်နိုင်မိုးများနိုင်ပါတယ်။မင်းလားပင်လေအော်မှာဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်တဲ့ကြောင့် GFS မော်ဒယ်ကြိုတင်ခန့်မှန်းချက်ကိုအတည်ပြုဖို့တိကျပုံစံပြုမော်ဒယ်အလုံးရဲ့ခန့်မှန်းချက်တွေထပ်တူကြလာတဲ့အထိစောင့်ကြည့်ဖို့လိုအပ်တယ်လို့ဆိုပါရယ်။မကွေးတိုင်းအတွင်းမိုးရွာသွန်းနိုင်တဲ့အခြေအနေကြိုတင်ခန့်မှန်းချက်မှာတော့ဝင်းတီ၊ Van Sky နဲ့ ကျူတင်ခမတ်ကြံမော်ဒယ်တွေဖြစ်တဲ့ icon နဲ့ GFS မော်ဒယ်တွေကရရှိတဲ့အခြေအနေအချက်လက်တွေအရမကွေးတိုင်းတွင်းကဖော်ပြပါမျိုးနဲ့ခရိုင်9ရက်အတွင်းမှာငွေစင်ဟာလေးလက်မနဲ့အထက်ရွာသွန်ရရှိပါရယ်။မင်းတုံးတရမင်းဘူးနဲ့ပွင့်ပြူမျိုးနဲ့ခရိုင်တွင်မကွေးတိုင်းတွင်းကဖော်ပြပါခရိုင်မျိုးနယ်တွေမှာ9ရက်တွင်ငွေစင်ဟာ3လက်မနဲ့အထက်3လက်မနီးပါးရွာသွန်ရရှိနိုင်ပါရယ်။မကွေး 6နတ်မောက်ရင်းနှံကြောင်းနဲ့ပခုတ်ကူမျိုးနယ်ကခရိုင်နဲ့ဒေသတွေ9ရက်အတွင်းတလမအထက်3လမအောင်မွေရအသွန်ရရှိနိုင်တဲ့မျိုးနယ်ခရိုင်တွေကတော့ကံကောစော်မျိုးသက်စိတ်ဖြူဖြစ်ပါတယ်။မကွေးတိုင်းတစ်ခုလုံးမှာတော့9ရက်တွင်ပြင်းပြမွေချိန်ဟာ3.15လက်မ80မီလီမီတာကရွာသွန်ရရှိပါတယ်။အပူချိန်လေးတိုင်းတို့လေတုဆိုထိုင်းစားနဲ့လေတုညဉ့်ညံ့မှုအခြေအနေမှာတော့ဒီတစ်ပတ်အတွင်းမကွေးတိုင်းရဲ့အမြင့်ဆုံးနေ့အပူချိန်ဟာ32ဒီဂရီနဲ့အနှိမ့်ဆုံးညအပူချိန်ကတော့22ဒီဂရီရှိနိုင်ပြီးတော့မကွေးမြို့ပွင့်ပြုံမြို့အစင်ပြုံကျွန်းမြို့စိတ်ဖြူမြို့ဆလင်းမြို့ကျောင်းတော်ရတက်နဲ့ အောင်သာမြို့နယ်မင်းဘူးမြို့တွေမှာတော့အောက်တိုဘာ23ရက်နေ့မှာခန်းစားရတဲ့အပူချိန်ကတော့39ဒီဂရီရှိပါတယ်။မကွေးတိုင်းအလဲပိုင်းမြို့နယ်များရဲ့လေရုဆိုတိုင်းစား50ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းကရှိနိုင်ပြီးတော့တောင်ကုန်းထူထပ်တဲ့ဒေသတွေ ER မြစ်ကန်အနီးဒေသတွေမှာလေရုဆိုတိုင်းစား80ရာခိုင်နှုန်းကရှိပါတယ်။မကွေးတိုင်းဒေသအားလုံးမှာတော့ညပိုင်းနဲ့မနက်အစောပိုင်းမှာလေရုဆိုတိုင်းစားတွေဟာ90ရာခိုင်နှုန်းကရှိပါတယ်။မကွေးတိုင်းရဲ့ပြည်မြလေရုညဉ့်ညံ့မှုအညွှန်းကိန်း AQI level ကတော့60ကနေ80အသင့်တင်ရှိပြီးတော့ အနေရှိတဲ့ level မဟုတ်ဘူးစိုးရင်စရာလည်းမရှိဘူးလို့လဲဆိုပါရရှင်ဆက်လက်ပြီးတော့23ရက်နေ့အတွက်မြန်မာတပြည်လုံးမိုးလေဝသကြိုတင်ခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်လေကြောင်းမိုးလေဝသဥွေဖြူဟန်ကတော့23ရက်စလ2025ရက်နေ့မနက်9:25မိနစ်ချိန်မှာကုလိုထုတ်ပြန်လာပါတယ်မြန်မာတပြည်လုံးမှာမိုးရွာသွန်းနိုင်တဲ့နေရာခမှန်းချက်ကတော့မိုးတိမ်တောင်ဖြစ်ပေါ်မှုချင်းနေဟာမော်ပြူနယ်တရင်းနိုင်တိုင်းဒေသကြီးကရင်ပြည်နယ်မှာတော့တိမ်တူတဲ့ဆွာဖြစ်ထွန်းနေပြီးတော့ကြံတပြည်လုံးမှာတိမ်အသင့်တက်လောက်တာဖြစ်ထွန်းပါတယ်တိုင်းနယ်ပြည်နယ်ဆက်လေးနေရာအတွက်မနက်ဖြန်မနက်10:00အထိ မိုးရွာသွန်း၌မူခမ်းမန်းကျက်မှာတော့ကချင်ပြည်နယ်မှာတိမ်အထင်းထင်းဖြစ်ထွန်းပြီးတော့ညနေပိုင်းမှာနေရာကွက်ကြားမိုးမိုးဖွဲလေးအနှဲငယ်ရွာသွန်းပါတယ်။စကိုင်းတိုင်းဒေသကြီးမှာအထက်ပိုင်းမှာတော့အလဲပိုင်းမှာတိမ်အထင်းထင်းဖြစ်ထွန်းပြီးတော့ စကိုင်းလိုက်ဒေသကြီးအထက်ပိုင်းနဲ့အလဲပိုင်းမှာတိမ်သည့်တွေဖြစ်ထွန်းပြီးတော့အောက်ပိုင်းမှာတော့မိုးနှဲငယ်ရွာသွန်းပါတယ်။ချင်းပြည်နယ်အတွက်ခမန်းကျမ်းမှာတော့နေရာကျကျမိုးနှဲငယ်ရွာသွန်းပါမယ်။မန္တလေးတိုင်းမှာတော့တိမ်သည့်တွေဖြစ်ထွန်းပြီးတော့နေရာကွက်ကြားမိုးနှဲငယ်ရွာသွန်းပါတယ်။နေပြည်တော်တိုင်းဒေသကြီးမှာတော့နေရာကွက်ကြားမိုးနှဲငယ်ရွာသွန်းပါတယ်။မကွေးတိုင်းဒေသကြီးအထက်ပိုင်းမှာတော့နေရာကျကျအောက်ပိုင်းမှာတော့နေရာကွက်ကြားမိုးနှဲငယ်ရွာသွန်းပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းမှာနေရာကွက်ကြားမိုးနှဲငယ်ရွာသွန်းပါမယ်။တောင်ပိုင်းမှာတော့တိမ်သည့်တွေလောက်သာဖြစ်ထွန်းပါမယ်။ရခိုင်ပြည်နယ်အထက်ပိုင်းမှာတော့နေရာစိစိအောက်ပိုင်းမှာတော့နေရာကွက်ကြားမိုးနှဲငယ်ရွာသွန်းပါ 豆。 ။အေရရီတိုင်းမှာတော့နေရာကွက်ကြမိုးနှဲငယ်ရွာသွန်းပါမယ်။ရောင်တိုင်းမှာတော့နေရာကွက်ကြမိုးနှဲငယ်ရွာသွန်းပါမယ်။ပဲခူးတိုင်းမှာတော့အနောက်ပိုင်းမှာနေရာကွက်ကြမိုးနှဲငယ်ရွာသွန်းပါမယ်။ကြံနေရာတွေမှာတော့တိမ်အင်းတင်းလောက်သာဖြစ်ထွန်းပါမယ်။ကယားပြည်နယ်မှာတော့တိမ်အင်းတင်းတင်းဖြစ်ထွန်းပါမယ်။မော်ပြည်နယ်မှာတော့တိမ်အင်းတင်းတင်းလောက်သာဖြစ်ထွန်းပါမယ်။ကရင်ပြည်နယ်မှာတော့နေရာတိမ်အင်းတင်းတင်းလောက်သာဖြစ်ထွန်းပါမယ်။တရနာရီတိုင်းမှာတော့နေရာကွက်ကြမိုးနှဲငယ်ရွာသွန်းပါမယ်။မုံတိုင်းပြည်ပေါ်မှုအခြေအနေကတော့တောင်တိုးပင်လယ်ပြင်ကဖန်ရှန်အမီရတဲ့မုံတိုင်းကတော့အနောက်မြောက်ဘက်ကိုဦးတည်ရွေးချပြီးတော့ပြည်နယ်နိုင်ငံဌာနကအနီးကုန်းတွေပိုက်ကိုဖျက်ချုံဝင်ရောက်လျက်ရှိနေပါတယ်။